ဂျက်ကီဒီတချင်းလေးတွေဒီဆိုဖို့ရွေးဆိုတော့အကွာအချင်းလေးအမတ်တရလည်းဖြစ်နေတော့ဆိုလိုက်တာကတော့ဒီချင်းလေးကအရန်ကိုဒီငငယ်တော့ကကြိုက်ခဲ့ရတယ်ဆိုတော့ကိုဘိုဘိုပေါ့ဆိုတော့ကိုဘိုဘိုဆိုတာလည်းအဲအရန်ကိုဒီငယ်ဘွားကနှစ်သက်ခဲ့ရတဲ့ဆိုတော့ပေါ့နော်။နောက်ရေးတာလည်းဆရာကြီးဒီဆိုတော့ ဒါပေမဲ့ဆိုတာကတော့ကိုကအရင်ပညာပြတာဒီလိုမဟုတ်ပါဘူးဒီတခြင်းလေးပေါ်မှာချစ်တဲ့စိတ်နဲ့နောက်ဆရာကေတီကိုနွမ်းဆွတန်းတာနဲ့စိတ်ကလေးနဲ့ပဲဒီတခြင်းပေါ်မှာအဲ့လိုလေးပဲဆိုတာပါဟိုဟိုမူရင်းဆရာဆိုခဲ့တဲ့ကိုဘူတော့ဘယ်မိပါပါဆိုပြတဲ့အကြောင်းလေးနဲ့စရမှာပေါ့ အဲဒီ tribute ကတော့ဒီတော့မှာလောက်တာအာကွယ်လွန်သွားကြပြီဖြစ်တဲ့တေးဆရာ KD အတွက်မတ္တရဆိုသူတချင်းလေးတွေပဲပြန်ပြီးတော့မတ္တရတီဆိုတဲ့ပွဲလေးတော့မှာလောက်တာပေါ့အဲ့တော့လောက်တော့အခုကကြတော့အကွယ်ကြတော့ဒီ melody ball 2010ပေါ့အာအခုဒူရီလဲဆိုတော့ဖြိုးပြေစုံလို့နဲ့ပေါ့နော်ဖြိုးပြေစုံလို့နဲ့အခုက2010တော့က finalist ထဲမှာလဲပါတယ်ကွာ melody ball တော့က final မှာတက်တရရရတယ်အဲ့တော့ဖြိုးပြေစုံကပထမ သူကအဲ့လိုမျိုးလေးဆိုအဂရိုမယ်လိုဒီဘောမှာじゃဆရာ KD ကအဂရိုနဲ့တသားတည်းရှိခဲ့တာကိုရီးယားဆရာဒီပေါ့နော်ကိုရီးယားဆရာအရင်ခောက်ခေါက်တယ်မှာလည်းပါတယ်ဆိုတော့အဲ့တော့ဆရာလဲဆုံးမသွားပြီဆိုတော့ဒီတော့မှာဆရာမြင့်မိုးတို့က tribute show လေးလုပ်တော့အဲ့မှာဝင်ဆိုဖြစ်သွားတာပေါ့အဓိကတော့ကိုဆရာကိုအောင်မေးတဲ့သတိတွေအနေနဲ့ဆိုဖြစ်တာပေါ့ဆိုတဲ့တခြင်းတွေကတော့တကယ်ဟိုအဲလူတွေရဲ့ရင်ထဲမှာ ရှိခဲ့ကြတဲ့အရန်ကိုကိုရီလဲကြိုက်နေတတ်တဲ့အစရော်ကြီးတွေကိုလေးမြူတို့ကိုငဲတို့နောက်ကုကူဘိုတို့တချင်းလေးတွေကိုဆရာကီဒီရေးခဲ့တာပေါ့နော်အဲချင်းလေးတွေကဖြစ်ဖြစ်တာလေးတွေကိုအဲ့တော့6ပုတ်လားမသိဘူးကိုဘိုဘိုရဲ့ဒူဝေးရာနောက်ကိုလေးမြူရဲ့တဲကွဲတချင်းတဲ့နောက်ကိုလေးမြူရဲ့နောက်လှမ်းအဝေးလှမ်းဝေးပြီးတော့နောက်ကောင်းခန်းနဲ့အိမ်ကိုပြန်ခဲ့တော့အဲ့နောက်ပြီးတော့ကိုငဲဆိုတဲ့ထက်မွေးဘူး ဖြိုးပြေးစုံနဲ့ဂျူဝက်ဖြိုးပြေးစုံ final တော့ဆိုခဲ့တဲ့တချင်းလေးဆရာ KD ရေးတာပဲတင်ထားတဲ့ချက်ရောက်တယ်ခုနှစ်ပိုးလောက်ရှိမယ်တင်တယ်အဲ့မှာတော့အားလေးတွေကနည်းနည်းကြာပြီပြီးခဲ့တဲ့နှစ်လောက်ကဒီဘက်ကမှ social media မှာအဲဒီ tribute rockock ဆိုတဲ့ channel လေးကလွှင့်လွှင့်ပြီးမှအခုနောက်ပိုင်းတော့အဲ social လေး social media လေးတွေမှာ ပြန်တင်ကြတာပေါ့အဲ့တော့အဓိကတော့ဒီချင်းလေးကအရန်ကိုယ်ဒီငငယ်တော့ကြိုက်ခဲ့ရတယ်ဆိုတော့ ကူဘိုဘိုပေါ့ဆိုတော့ကူဘိုဘိုဆိုတာလဲအဲအရန်ကိုရီငယ်ဘွားကနှစ်သက်ခဲ့ရတဲ့ဆိုတော့ပေါ့နော်။နောက်ရေးရလဲဆရာကေဒီဆိုတော့အချင်းလေးကကိုကအရင်ထဲကကြိုက်တယ်။နောက်ဆရာကေဒီတချင်းလေးတွေဒီဆိုဖို့ရွေးဆိုတော့အကွာအချင်းလေးအမတ်တရလဲဖြစ်နေတော့ဆိုလိုက်တာ။ဒါမဲ့ဆိုတာကတော့အကွာအရန်ပညာပြတာဒီလိုမဟုတ်ပါဘူး။ဒီတချင်းလေးပေါ်မှာချစ်တဲ့စိတ်နဲ့နောက်ဆရာကေဒီကိုနွမ်းဆွတန်းတာတဲ့စိတ်ကလေးနဲ့ပဲဒီတချင်းပေါ်မှာအဲ့လိုလေးပဲဆိုတာပါ။ဟို ဟိုမူရင်းစရာဆိုခဲ့တဲ့ကိုဘူတော့ဘယ်မိမှာအားပေးကြတယ်ဆိုတော့ပြောတာပေါ့ဒီထဲမှာလည်းကုနာဘက်ဂွန်မန်နေလဲပါတော့ပါတာပေါ့တကယ်တမ်းကတော့ဒီစင်းလေးတွေကဟစ်ဖြစ်ခဲ့တဲ့မူရင်းတီဆိုကိုဘူဘူရိုးရဲ့အချိန်ကြီးတော့ဘယ်မိမလဲနော်ဒီကတော့အကောတော့ဒီမူရင်းဆိုခဲ့တဲ့ကိုဘူဘူရိုးဆရာကြီးဒီတို့တန်ဖိုးထားပြီးတော့မျက်နှိုးလို့ဒီစင်းလေးကိုဆိုတာပါအဲ့တော့ဆိုတဲ့အချိန်မှာလည်းဟိုဟိုလိုလှုပ်လိုက်မယ်ဟဲ့ဒီလိုလှုပ်လိုက်မယ်ဟဲ့ ဆိုရဲစိတ်မရှိဘူးအရင်ထဲမှာရှိတဲ့အတိုင်းလေးပဲဆူပြစ်ခဲ့တာပြုတ်ပြစ်တော့ရဟိုပြီးခဲ့တဲ့၃လ၅ရက်ကာလမသိသူလည်းအဲ့လို channel တခုကတင်ထားတာထင်တယ်အဲ့ဒါလေးသူ share ထားတာတွေ့အခုတော့ပြုတ်ပြစ်စုံတို့ကြတော့2010လေးကအခုလက်ရှိဒီ2025ဒီညီကိုတွေပဲလေအခုချိန်ဒီအဲသူတချင်းလေးတွေကိုနားထောင်ကိုချင်းလေးသူနားထောင်အဲ့လိုလေးတွေပဲဆိုတော့အသူ share ပေးလိုက်တာလဲပါမယ်ထင်တယ်အဲအဲ့မှာတည်သွားတော့သူကဒီချင်းလေးတွေမဟုတ်ကိုရင်းတော့ဆူခဲ့တဲ့ အခု single sound လေးကြီးလည်းသူဝင်ရှယ်ထားတာတော့ကိုပိုင်းတခြင်းဆိုရင်အခုကဟောပေါ့ကိုရိုး melody ဘောတော့အခု single sound ဆရာ GD ရေးတာပဲနှစ်ပုတ်အဲ့ဒါရဲ့နောက် duet sound တစ်ပုတ်အဲ့ပြီးတော့အခုကနည်းနည်းကြာသွားပြီးမှဒီဘက်ကိုဝေးမဖြစ်ခင်အစားလေးမှအတိဆိုတိရှင်ဆိုရှင်ဆိုတဲ့တစ်ပုတ်အဝေးရေးတာပေါ့နောက်တစ်ပုတ်ကကြတော့အဲ့အဲ့လေးနည်းနည်းကြာတော့နှစ်ပုတ်ထပ်ထွက်တယ်အဲ့ဒါဆရာ GD ရေးခဲ့တဲ့ အပေးတဲ့တခြင်းဆိုတာလေးရဲ့နောက်တေးရကိုကြီးတော့ရေးတဲ့တတိထားဆရာဆိုရဲ live video လေးတပုတ်ဆိုတော့ကိုတနေ10ပုတ်လောက်တော့10ပုတ်ကုန်ဖို့လောက်တော့ရှိသွားပြီထင်တယ်အကိုဒီ single sound လေးတွေထွက်ဖြစ်တာမဟုတ်အတန်မျိုးဖြစ်တာ ਨੇ အကိုကကြတော့ဒီ stereo မှာဆိုတဲ့အချိန်ကျရင် mood ကတမျိုးအတန်လေးဒီ live မှာဆိုတဲ့အခါအဲ့တော်တော်များများလေးပြောရဲ color ကအပြင် live ဆိုတဲ့ color နဲ့အကို stereo ရောက်သွားတဲ့အချိန်မှာဆိုတဲ့ color နဲ့နည်းနည်း အနေနဲ့တော့ကွဲပြားမှုလေးနည်းနည်းရှိတယ်တခါလေကျသချင်းပေါ်လဲမူတည်တာပေါ့အဲလက်ရှိကတော့အကူကဒီဒီရန်ကုန်ကဘာပေါ့အဓိကတော့ Vinish Wenamia တို့ Vinish 36တို့ Vinish Mugaung တို့ဒီဇိုင်းလေးတွေမှာတော့အကူအဲတပတ်ကို၃ရက်လောက်တော့အဲတချင်းဆိုဖြစ်တာပေါ့နော်လက်ရှိကတော့အဲလီဆိုဖြစ်တယ်အဲ့တော့ single တပုတ်ချင်းလုပ်ဖို့ကတော့စူးစမ်းသေးပေါ့တချင်းနောက်ထပ် လှုပ်ဖို့အတွက်တော့ဒီကာလတွေလည်းဖြစ်နေတော့တရှင်းတပုတ်လှုပ်ဖို့ဆိုတာလည်းကုန်ကြရှိတယ်လေနော်အဲ့တော့အဲ့ဒါလေးတွေအတွက်လည်းအစင်းတော့စဉ်းစားပါတယ်တပုတ်စီလောက်တော့ထပ်ထုတ်နိုင်အောင်တော့ကြိုးစားရမှာအခုတော့ဟာတခုတည်းအကိုကိုလာပြီးတော့ငါအင်တာဗျူးလေးလဲလာလုပ်ပေးတဲ့အဒိုင်ယာရီလေးတို့လည်းကျေးဇူးတင်တယ်အဲနောက်ပြီးတော့အဲဒီပြန်ဆိုဒေးလေးပေါ့ဒီသချင်းလေးကိုလည်းအခုနအဒူဝေးယာတို့နောက်ပြည့်တက်ကြရဲမှာလည်းကြည်ကြအဲ့ အဲတကယ်ချင်းတို့ဒီချင်းမျိုးလေးတွေကိုလည်းတကယ်မူရင်အကိုတွေတော့မကောင်းပေမဲ့အဲဒီယာလေးဆိုတာကိုလည်းအဲတရည်တူအပေးကြတဲ့ပြည့်သက်ကြီးကိုလည်းအဲယေရှုတင်ပါတယ်လို့ပဲပြောချင်ပါတယ်အဲဆက်လက်ပြီးတော့လည်းတချင်းအစ်စ်ကလေးတွေတည်ဆုံနိုင်အောင်အကျိုးစားပါမယ်ပေါ့နော်အားလေးပဲပြောချင်ပါတယ်